အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ဥကလာပါမြို့နယ်အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးမှာရဲနေပြူစောထီများကင်းလှည့်ရန်ပြင်ဆင်နေစဉ်ဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှမ်းကုန်းမြို့တောင်ဩကလာပါမြို့နယ်အမှတ်30ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရဲပြူစော်တီများကင်းလက်ထွက်ရန်ပြင်ဆင်နေစဉ်လက်ပြပုံးမိုင်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမြို့ပြကျွက်ပျောက်ကြားခွန်ရက်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်ရှမနီစတင်ပါလာ30ရက်ည9:43မိနစ်ကတောင်ဩကလာပါမြို့နယ်အမှတ်30ရပ်ကွက်ရပ်ကွက်ရုံးအတွင်အကြံဖတ်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနှင့်ပြူစော်တီအဖွဲ့ဝင်များခင်းလေထွက်ရန်ပြင်ဆင်နေစဉ် မျိုးပြကြွက်ပျောက်ကြားကိုရမှမျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပြပုံအစစ်နှလုံးပြင်းအားမြင့်လက်ပြမိုင်းနှလုံးတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပုံမိုင်းများအလုံးရက်ွက်ယုံအတွင်ခြောက်ရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ရဲတအုပ်နဲ့ပြူနှက်ဦးသေးဖို့တော့များတယ်။တရင်အတီကြတော့အတီပြုလို့မရသေးဘူး။ယုံနဲ့အတီပြစ်ထဲတာဆိုတော့ထိခိုက်မှုများမှသိကြတယ်။ယုံထဲမှာကစုစုပေါင်း၁၀ရောက်ကျော်မင်းရုံးကလည်းတောင်ဥက္ကလာပါမျိုးနဲ့ရဲစခန်းနဲ့နီးနီးလေးဆေးရုံကနဲ့တဲသွားပြီးတော့ကြံခဲ့တဲ့သူတွေကထုံးစံအတိုင်းဆဲဆူတောင်းကြပါတယ်ဟု ရုပ်ပြကြွက်ပျောက်ကြားကွန်ရက်တပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ထို့သောတိုက်ခိုက်ခံရပြီးနောက်ရဲတအုပ်နှင့်ပြူစော်တီနှုတ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလူနာတင်ကားနှစ်စီးဖြင့်လာရောက်တဲဆောင်သွားကြောင်းမစ်ရှင်ဖို့ဆောင်ခဲ့သည့်မျိုးပြကြွက်မျိုးပြပျောက်ကြားကွန်ရက်မှတပ်ဖွဲ့ဝင်များကဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မျိုးပြကြွက်မျိုးပြပျောက်ကြားကွန်ရက်အနေဖြင့်စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမည် အာဓမရွေးကောက်ပွဲကိုအားတက်သရောထောက်ခံကူညီနေသူမတရားအာဏာသိမ်းပိုက်မှုကိုထောက်ပံ့ကူညီအားပေးသူမိဘပြည်သူများဤမျိုးစုံဖြင့်ဒုက္ခပေးနေသူများကိုအမြင့်ပြတ်သည့်အထိတုတ်တင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့်ပြည်သူအာဏာပြည်သူလက်ထဲပြန်ရောက်သည့်အထိဆက်လက်ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးရက်ွက်အုပ်ကြီးနှင့်လူမိုက်အဖွဲ့ရှိသည့်ညဥက္ကလာ22ရက်ွက်ရုံးကိုဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ရှမ်းကုန်းတိုင်းမြောက်ဥကလာပါမြို့နယ်22ရပ်ကွက်ကရပ်ကွက်အုပ်ချုပ်ရေးမှုရုံကိုတော်လန်ရေးအဖွဲ့တွေကမိုင်းလက်ပစ်ဗုံးတွေနဲ့ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရှမ်းကုန်းအာမီထံကသိရပါတယ်။မနေ့ကစက်တင်ဘာ30ရက်ည7:00နာရီဝန်းကျင်အချိန်မှာအဆိုပါအုပ်ချုပ်ရေးမှုရုံကိုပြင်အားဖြင့်မိုင်းတလုံးလက်ပစ်ဗုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။22ရပ်ကွက်အုပ်ချုပ်ရေးမှုရုံမှအုပ်ကြီးအပါအဝင်လူမိုက်အဖွဲ့တွေကရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေပြီး လူငယ်တွေကိုပေါ်တာဆွဲဖက်စီကစစ်မှုထမ်းလိုအပ်တဲ့နေရာတွေကိုရောင်းစားတာလူကုန်ကူးတာတွေလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ရန်ကုန်အာမေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အုတ်ကြီးကအရင်ကရှင်ရဲကနေထွက်ပြီးအုတ်ကြီးနေရာဝင်ယူပြီးရက်ွက်နေပြည်သူတွေကိုလူပါဝအနိုင်ကျင့်နေတာပါ။ကျွန်တော်တို့စီတာဝန်သိပြည်သူတွေတရင်ပေးချက်တွေအရာအုပ်ချုပ်ရေးမှုတော်တော်များများရဲ့အချက်အလက်အသေးစိတ်ကအစာရထားပါတယ်။ဒါမှလူပါဝကျင်သလောက်မဝပဲဆင်ကြမှာ မစင်ချင်ရင်တော့ကျွန်တော်တို့တနေ့အရောက်လာခဲ့မှာပါလို့ရန်ကုန်အာမီတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုကရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေစစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်လုကင်နေကြသူတွေကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှအတည်ပြုထားပါတယ်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်